ဧရီတိုင်းမှာစပန်းဆိုင်ပြိုးမှုရာနှုန်းပြေထွက်ရှိဖို့လိုအပ်ပြီးပေါ်ဆန်းမွေးကိုတိုင်းရဲ့ကုန်မတ်တစိ့ brand အဖြစ်ဆောင်ရွက်တင်တယ်လို့စီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်လိုင်းကအော်တိုဘာလ19ရက်နေ့ပသိမ်မြို့ခီးစဉ်တွင်ပြောပါရယ်လက်ရှိစပန်းစင်းနှုန်းကျဆင်းမှုကြောင့်ဒေသခံတောင်သူတွေအရှုံးပေါ်နေချိန်မှာစီကောင်းဆောင်ကစပန်းထွက်နှုန်းတိုးရိပ်ကိုအဓိကထားညွှန်ကြားခဲ့တာဖြစ်ပါရယ်ဒါအပြင်ဧရီတိုင်းထွက်ပေါ်ဆန်းမွေးဟာအမှန်တကယ်ကောင်းမွန်တဲ့အမျိုးအစားဖြစ်တာကြောင့် ော်စံမွေးကိုတိုင်းတစိမ့်ဖြစ်ဆောင်ရွက်ဖို့လိုအပ်တယ်လို့၎င်းကထပ်မံပြောပါရယ်။စမားဆိုင်ပြိုးတဲ့လုပ်ငန်းတွေကို အခုထက်ပိုမိုတိုးတက်အောင်ကြိုးစားစေလိုပြီးပင်ကြားတန်ကြားမှန်ကန်စွာနဲ့ကောက်ကွက်ပြည့်မီအောင်ဆောင်ရွက်ဖို့နဲ့မိုးစဘာတရာတင်၊နှွေစဘာတရာ30တင်ပြည့်မီစွာထွက်ရှိဖို့လိုအပ်တယ်လို့စစ်ကောင်းဆောင်ကညွှန်ကြားခဲ့ပါရယ်။မိုးများတာနဲ့ရာသီဥတုအပြောင်းလဲတွေကြောင့်စဘာတင်းတရာဆိုတာဘလို့မှမထွက်ပါဘူး။မိုးများရင်လည်းအထွန်းနှုံးရော့တယ် အခုတင်ကောင်ကိုစပားမျိုးစလိုက် တင်း60နဲ့80ဝန်းကျင်ပဲထွက်တာများတယ်ဒီနှစ်မိုးများတော့စပားထွက်တာပိုလျော့သွားတယ်လို့လက်ရှိကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်လို့ ARD တိုင်းရှိ စိုက်ပျိုးရေးတောင်သူတူက ARD Time သတင်းဌာနကိုပြောပါရစေ ARD တိုင်းတွင်စိုက်ပျိုးမြေရဲ့ဆရာကိုင်းနှုံးခန့်ကရေနံကွင်းတွေဖြစ်ပြီးအဲ့ဒီမြေတွေကိုပြုပြင်က လေစပားစိုက်ပျိုးရေးငါးပစုံမွေးမြူရေးလှုပ်ဆောင်နိုင်ကြောင်း အဲ့လိုလှုပ်ဆောင်ပြီးစိုင်းပြိုးရင်းနဲ့မွေးမြူရေးကုန်လုပ်ငန်းတွေတိုးတက်လာမယ်ဆိုပါကပြည်ပပုံကုန်တွေတိုးတက်လာပြီးနိုင်ငံခြားငွေ ပုံမှုတိုးတက်ရရှိမှာဖြစ်ကြောင်းစစ်ကောင်းဆောင်ကမကြာခဏပြောကြားလေးရှိပါတယ်။အလားတူနိုင်ငံခြားငွေကုန်ကျနေရတဲ့စားသုံးစီတင်သွင်းမှုကိုလျှော့ချဖို့နေကြာပဲပုတ်မြေပဲနှံစတဲ့စီထွက်သီးနှံတွေလည်းစိုက်ပျိုးဖို့လိုအပ်တယ်လို့စစ်ကောင်းဆောင်ကတိုက်တွန်းခဲ့ပါတယ်။ လက်ရှိမှာစပားရောင်းချရာမှာတိုင်းနဲ့ပြည်နယ်ကြော်ပြီးနေကြော်ဖြတ်တန်းဝင်ပိတ်ထားမှုစံစည်းထိန်းချုပ်ထားမှုနဲ့သွင်းအားစုတွေပါဝင်အထွေထွေကုန်စည်နှုန်းကြီးမြင့်မှုတွေကြောင့်စပားစည်းနှုန်းကျဆင်းပြီးတောင်သူတွေအနေနဲ့အရှုံးပေါ်နေတယ်လို့ဒေသခံတောင်သူတွေစီကသိရှိရပါတယ်